မတို့ရဲ့ Freedom for Future YouTube Channel လေးကိုအစဉ်မြဲနားဆင်အပိနေကြတဲ့တော်လံပြည်သူများအားလုံးမင်္ဂလာပါရှင်။ဒီနေ့လေးမှာတော့ဆရာမြတ်တန်တင်းရဲ့ဒုက္ခမြို့တော်အပိုင်း၄ကိုဆက်လက်ဖပြတင်ဆက်ပေးပါမယ်ရှင်။ Hasri Bathi မတရက်ကသူရှိတွင်ရှိသည့်လမ်းချာကိုကြည်နေသည်။ဆင်းရဲသားတို့၏နတ်ဖျားဂနေရှာနမင်းကို ထင်ပြသည်ကိုမြင်လိုက်သည့်နှင့်သူရှိတွင်ရှိသည့်လမ်းချာကိုမြတ်တော်မခတ်တအံတော်ဖြင့်စိုက်ကြည့်နေသည်။ ူးစိတ်ထဲတွင်လမ်းချလဲတန်နှချောင်းကိုမမြင်စင်ကောင်းရှိသည့်ဂနေရှာနမီဤအဆွေနှချောင်းဟုမြင်နေသည်လမ်းချဘိန်းနှစ်ဘိန်းကိုလည်းဂနေရှာနမီဤနေရွက်နှစ်ဖက်ဟုထင်နေသည်နောက်ဆုံး၌ဟာစရီဘာသည်လန်ချာအနီသို့ရိုသေစွာချင်းကပ်လာခဲ့ကာသူလက်စွမှကြောက်ကိုလန်ချာလဲတန်ဖြင့်ပုတ်လိုက်ပြီးနောက်ထိုလက်ဖြင့်သူ့ရင်ဘတ်နှင့်နှစ်ဖူးကိုထိသည်ပလက်ဖောင်းမှာရထားတဲ့လန်ချာတွေဟာဖျားပေးတဲ့ပစ္စည်းတွေပြကျွန်တော်သားမယားတွေစားဖို့ ရွာမှာရှိတဲ့ကျွန်တော်ဆွေမျိုးသားချင်းတွေကိုထောက်ပံ့ဖို့ကျွန်တော်ချွေးနဲ့ရင်ပြီးလုပ်ရမယ်မြို့ပေါ်ကထုံနှုံးတွေနဲ့အတူတူပဲဒါပေမဲ့ခတ်တာကကျွန်တော်ရတဲ့လမ်းချားကအိုကြီးပြပြီးတော့ license လည်းမရှိဘူးအပြင်မှာတုတ်ထားတဲ့တင်မောဆေးတွေကလည်းအဖက်လိုက်ကွာကြကုန်ပြီးထိုင်ကုန်အခင်းကလည်းဆုတ်ပြက်ပြီးအထဲကကောက်ရိုးစားတွေထွက်နေပြီးပြီးတော့အမိုးကလည်းဆုတ်နေပြီးဘိန်းမှာတက်ထားတဲ့ rubber tire ကလည်းဆုတ်ဖွာပြီး အောက်ကတိတားဘိန်းကြီးကိုတော့မြင်နေရပြီး ထိုင်ကုံအောက်မှာလန်ချပစ္စည်းထည့်ဖို့တစ်တာကလေးတစ်လုံးရှိတယ်။လန်ချဝင်ရိုးထည့်ဖို့စီပလင်းရှိတယ်။ဘိန်းဝက်ဥတွေကိုကြက်ဖို့ခွာရှိတယ်။ညမှာထုံးဖို့မီးကွက်ပါတယ်။မွတ်စလင်မျိုးသမီးတို့ဘာလို့စီရင်ရှေ့ကဖုံးရအောင်ဒါမှမဟုတ်ရင်လည်းမိုးရင်းကျရင်ပက်စင်ဂျာတွေမိုးမပတ်အောင်ကာဖို့တာလပတ်ကလေးတစ်စားရှိတယ်။ဒါရီရှိမန်းကိုအစက မသိပါဘူး။ကျွန်တော်မိတ်ဆွေရန်ဂျန်ဒရာနဲ့ကုလီကိုစေးယုံတော့ပို့ပြီးတော့ သူ့လန်ချားထိုင်ကုန်အောက်ကတိတ္တကလေးကိုဖွင့်ပြတော့မှကျွန်တော်တွေ့ဘူးတာပါဒါပေမဲ့ကျွန်တော်လန်ချားထိုင်ကုန်အောက်ကအင်္ဂလိပ်ထဲမှာတော့ဘာမှမပါဘူးဗျအရင်လန်ချားသမားလမ်းပေါ်မှာလဲကျသေးသွားတော့ကတယောက်ယောက်ကဖွင့်ယူသွားတာပဲဖြစ်မှာပေါ့ရန်ဂျန်ဒရာကတော့မင်းရှူနေတဲ့လေကိုခိုးလို့ရရင်အဲ့ဒီလေကိုခိုးခိုးမဲ့လူတောင်ကလကတားမှာရှိတယ်လို့ကျွန်တော်ကိုသတိပေးဘူးတယ် လန်ချနောက်ကတံပြားကလေးပေါ်မှာလန်ချနံပါတ်နဲ့အခြားစာတွေရေးထားတယ်။ဘာတွေရေးထားမှန်းတော့ကျွန်တော်လည်းမသိဘူး။ဒါပေမဲ့လန်ချနံပါတ်ကိုတော့ကျွန်တော်စိတ်ထဲမှာအလွတ်ချက်ထားလိုက်ရတယ်။တိုက်တူးမဲ့တိုက်ဆရာများဂါရာမနန်တွေကိုအလကုံအလွတ်ချက်ရတယ်လို့ပေါ့ဗျ။ကျွန်တော်ကဝန်တာအားရနဲ့ကျွန်တော်လန်ချနံပါတ်ပေါ်မှာထားတဲ့တစ်ကနန်းနဲ့ကိုကနန်းသုံးလုံးကိုကျွန်တော်ဂျေဇုရှင်ရွန်ချန်ဒရာကိုတွားပြတယ်။အမှန်ကတော့တကယ်နံပါတ်အစစ်မဟုတ်ဘူးဗျ။နံပါတ်အတူကြီးတက်ထားတာ။ ဒါပေမဲ့မတက်နိုင်ဘူးလေအယိုးများသောခြေကားသောသွေးနေရင်ကျွန်တော်ငတ်သွားမှာပေါ့လန်ချားကိုတည်တည်ချာချာစစ်ဆေးကြည့်ပြီးလဲတန်နှချောင်းကြတဲ့ကိုကျွန်တော်ဝင်ရက်လိုက်တယ်ပြီးတော့ခက်ဆော့ဆော့ကလေးကအထိအရင်လန်ချားသမားကင်သွားတဲ့လဲတန်ပေါ်ကခွက်ဝင်နေတဲ့လက်ရကလေးပေါ်ကိုကျွန်တော်ကင်ပြီးလန်ချားကိုမကြည့်လိုက်တယ်တင်မားကိုနောက်ပြစ်ခါကိုကောက်ပြီးဆွဲလိုက်တော့လန်ချားဘင်းကကြောက်ခဲကလေးတွေကြိတ်တန်ကိုကြားလိုက်ရတယ် အဲ့ဒီအတန်ကိုကြားလိုက်တာဟာကျွန်တော်တို့ရွာမှာမောင်းထောင်းနဲ့မောင်းထောင်းတန်ကြားလိုက်ရတယ်လို့ကျွန်တော်အားရှိသွားတယ်။ဖရာတရားကုံကျေးဇူးဘလောက်ကြီးလဲဆိုတာအဲ့ဒါသာကြည့်ပြီးတော့ဗျာ။ပူပြီးဟန်ကြတာကကျွန်တော်စပြီးလန်ချဆွဲတဲ့နေ့ကလည်းတောက်ကြနေပြ။ကျွန်တော်တို့လန်ချသမားတွေအဖို့လန်ချဆွဲလို့အကောင်းဆုံးနေ့ဟာတနင်္လာနေ့နဲ့တောက်ကြနေပဲ။အဲ့ဒီနေ့တွေမှာလူတွေဈေးဝယ်ထွက်ကြတာကိုပြီးတော့တောက်ကြကလည်းလာစမ်းတောက်ကြရက်ပြ။အဲ လားလေပိုင်းရောက်ရင်တော့လူတွေတော်တော်ကြက်လာပြီလက်ထဲကတပြားအထွက်မခံတော့ဘူးလက်ကိုကြစ်ကြစ်ပါအောင်ဆုပ်ထားလိုက်ပုံတော့မမေးနဲ့ရှီဝတ်နမင်းရဲ့ခရင်ကွာကြနေတာပဲကျွန်တော်မိတ်ဆွေရန်ဂျန်ဒရာကသူတို့လန်ချာသမားတွေရဲ့ပြည့်ရယ်ကိုကျွန်တော်ကိုပြောပြတယ်လန်ချာစီးတဲ့လူဆိုတာလူအမျိုးမျိုးပဲတဲ့ကောင်းတဲ့လူရှိသလိုဆိုးတဲ့လူလည်းရှိတယ်မြန်ဆွဲခိုင်းတဲ့လူရှိသလိုတချို့ကြတော့လဲအေးအေးဆေးဆေးပဲဆွဲခိုင်းတယ်တချို့ကြတော့လဲတပြားကိုနှစ်ပြားမှတ်လို့ခွာနေတဲ့လူတွေ အကောင်းဆုံးကတော့နိုင်ငံခြားသားကိုပို့ရတာကတော့အကောင်းဆုံးပဲတဲ့ပတ်စံမြင်များရတယ်တဲ့ရန်ဂျန်ရာဟာလန်ချားလိန်စည်းတဲ့လူတွေကိုလည်းတတိထားဖို့ကျွန်တော်ကိုပြောပြတယ်တချို့ဆိုရင်စင်းတဲ့နေရာရောက်လို့ခနာကလေးစောင့်နေအောင်ဘာအောင်နဲ့ပြောပြီးပေါ်မလာတော့ဘူးတဲ့ပြည်တစာမတွေလည်းဒီလိုပဲလန်ချားလိန်ပြီးစီးတတ်တဲ့ပြီးတော့ကိုလက်တွေကိုက်ခဲတယ်ကွမုံကြီးစီလေးဒပလင်းလောက်ကိုအမြဲဆောင်ထားကိုလက်နိုင်ရင်မုံကြီးစီကလေးလိန်လို့သူကကျွန်တော်ကိုနီလန်းပေးတယ် လူတွေပြည့်နှက်နေတဲ့ကလကတမြို့ကြီးထဲမှာကျွန်တော်လဲလမ်းချကလေးတစ်ချောက်ချောက်နဲ့ပြေးလွှာရုန်းကန်ရတာပဲတွေးကြည့်ရင်တော့လမ်းဆရာကြီးပေါ့ဗျာကို့မှာအာကိုအားထားဆိုလို့ဘယ်သူမှလည်းရှိတာမဟုတ်ဘူးပြီးတော့လမ်းသေးလမ်းမွာတွေကလည်းများပါပြီးသက်နဲ့ဝင်းကပါလို့ကြွေးကောက်နေတဲ့လမ်းကလေးတွေထဲမှာဘလို့များလမ်းချတယ်လို့ခမားတို့ကမေးကောင်းမေးတယ်ဒါမှမဟုတ်ရင်လည်းဘတ်စကားတွေလော်ရီကားတွေရင်းတွေတဝေါ်ဝေါ်ကြားထဲမှာဘလို့လုပ်ပြီးများလမ်းချဆွဲတယ်လို့မေးကောင်းမေးမယ် ရန်ဂျန်ရာကအကြံပေးတဲ့အတိုင်းလန်ချားစားထွက်ထွက်ချင်းကျွန်တော်ပလန်းအဝိုင်းမှာလန်ချသွားထိုးတယ်။အဲ့ဒီနေရာကတိတ်လူစီးတဲ့နေရာမဟုတ်လား။တိုက်ရထားဆိုလဲလိုင်းပေါင်းဆုံး၊ဘတ်စကားဆိုလဲလိုင်းပေါင်းဆုံးဒီနေရာကပဲဖျက်ကြတာပဲ။အဲ့ဒီနားမှာအလုံယုံကလေးတွေရှိတယ်၊ကျောင်းတွေရှိတယ်၊ဈေးကြီးလည်းရှိတယ်။အဲ့ဒီဈေးကြီးကိုလူချမ်းသာအင်ရှင်မတွေဈေးလာဝယ်တတ်တယ်။အဲ့ဒီနားဆိုရင်စိုက်ထားလိုက်တဲ့လန်ချားတွေဟာနဲတာမဟုတ်ဘူး။ ျွန်တော်ရောက်သွားတော့လမ်းချသမားတွေကကျွန်တော်ကိုဝန်တာအာရစီးကြုံမယ်လို့တော့မထင်လိုက်နဲ့ဒီလူမဆန်တဲ့မျိုးကြီးမှာပေါင်မုတ်အပဲ့ကလေးတစ်ခုရဖို့ဆိုတာအင်မတန်ခက်တဲ့အခွင့်အရေးကြီးမဟုတ်လားဒီတော့အချို့ကကျွန်တော်ရောက်လာတာကိုပဲကြိုက်မလဲများအားဖြင့်လမ်းချသမားကလေးတွေကအသက်ငယ်ငယ်ကောင်းလေးတွေခက်ကြီးကြီးတွေတော့ရှိတာပေါ့လေသူတို့လည်းလမ်းချဆွဲလို့သာဆွဲနေကြတာတော်တော်အိုနေပါပြီဆုပ်ပြက်နေတဲ့အင်ကြီးချားကနေပြီးနံရိုးကိုတောင်လှမ်းရီလို့ရတယ် ဒီလိုနဲ့လန်ချဆွဲတဲ့ကို့အလက်ကိုစောင့်ရတယ်။ရှေ့ကလန်ချတွေကုံသွားပြီဆိုတော့ကျွန်တော်အလက်နီးလာပြီ။ကျွန်တော်ရင်ထဲမှာတတိတ်တိတ်ဖြစ်နေတာပဲဗျာ။လူတင်ပြီးဆွဲရင်ဆွဲမှဆွဲနိုင်ပါမလားဟဲ့ဆိုပြီးတတိတ်တိတ်ဖြစ်နေတာပေါ့။လန်ချပေါ်လူတင်ပြီးလူတွေရင်တွေဥတုဟုသွားလာနေကြတဲ့ကြားမှာဆွဲလို့ဖြစ်မှဖြစ်ပါမလားလို့တွေးရင်ခြေလက်တွေတွက်ချပါတာလိုက်တလို့ဖြစ်နေတယ်။ ဒါနဲ့ကျွန်တော်အားရှိအောင်ဆိုပြီးအနားမှာရှိတဲ့ကြံရည်ဆိုင်ကိုသွားပြီးကြံရည်တစ်ခွက်ကိုပြား20နဲ့ဝယ်တော့လိုက်ရသေးတယ်။အမဲသူ့ကြံရည်ဆိုင်ကလည်းရောင်းလို့ကောင်းပုံရတယ်။ကြံရည်ဆိုင်ရှိမှတန်းစီနေတဲ့လူတန်းကြီးမနေဘူး။ကြံရည်တစ်ခွက်လောက်တောက်ပြီးတနေ့လုံးဘာမှမစားဘဲနေတဲ့လူတွေကလည်းအများကြီးဆိုတော့ကြံရည်ရောင်းလို့သိကောင်းတာပေါ့။တချို့မှာကြံရည်တစ်ခတ်တောင်ဝယ်မတော့နိုင်လို့ကြံတစ်ချောင်းကိုဝယ်ပြီးတနေ့ကုန်ကြံဆုပ်နေရတဲ့လူတွေတောင်ရှိသေးတယ်။ကြံတစ်ချောင်းမှာ၁၀ပြားလောက်ပဲပေးရတာကို ကျန်ရင်တစ်ခါလောက်တောက်လိုက်ရင်ဆက်သေးဓာတ်စီထည့်လိုက်သလိုအားပြည့်သွားတာပဲဗျာ။ဘိုက်ထဲလဲရောက်သွားရောပေါင်တွေမှာအားရှိသွားတယ်လို့ထင်လိုက်ရတယ်။ဒီတိုင်းသာဆိုရင်လန်ချားကိုဟိမဝနာတောင်ထိပ်ရောက်အောင်ဆွဲသွားနိုင်မလားမသိဘူး။လန်ချားဆွဲကန်ပြီးတော့ကျွန်တော်ငငယ်တုန်းကလယ်ထဲမှာအကျွဲကိုထုံမတက်ပြီးမောင်းရတာကိုသွားသတိရနေတယ်။ဒီလိုတွေးနေတုန်းမှာဟေးလန်ချားဝါလာလို့ခေါ်လိုက်တန်ကြားလိုက်ရတယ်။ကျွန်တော်စိတ်ထဲမှာတော့အိမ်မက်မက်တလို့ဘာလို့လို့ပဲခေါ်တန်ကြားလို့လှမ်းကြည့်လိုက်တော့ ကျစ်ဆက်မီခါတိအောင်ချထားတဲ့ကောင်မလေးတယောက်ရဲ့ဗျဘလော့စ်အင်ချီအဖြူကလေးနဲ့ခေါဝန်အပြာကလေးနဲ့နားမှာရှိတဲ့ကွန်ပြင်းချောင်းကအချောင်းသူကလေးသူ့နားရောက်လို့လန်ချဆိုင်တော့လန်ချပေါ်တက်ပြီးသူ့အိမ်အပို့ခိုင်းတယ်သူနေတဲ့လမ်းကိုကျွန်တော်ကောင်းကောင်းမသိဘူးဆိုတာသိသွားတော့ဘဲချိုးညာချိုးနဲ့ကျွန်တော်ကိုလန်ချပေါ်ကလမ်းပြသွားတယ်အဲ့ဒီတုန်းကများလမ်းမပေါ်မှာရင်ွေကြားတဲ့ကိုဘလို့ကနေဘလို့ရောက်သွားမှန်းမသိလိုက်ဘူးဗျာ ကျွန်တော်စိတ်ထဲမှာယူသွားမလားလို့တောင်ထင်မိတယ်။ကျွန်တော်အဖြစ်ကဘာနဲ့တူတလဲဆိုတော့နောက်ကကြားလိုက်လို့ရေထဲဆင်းပြေးတာ ရေထဲရောက်တော့မိเจ้าနဲ့တွေ့တဲ့အဖြစ်မျိုးနဲ့တူနေတယ်။ Bus car driver တွေနဲ့ lorry driver တွေကစိတ်ကောင်းမရှိဘူးဗျ။သူတို့စိတ်ထဲမှာလမ်းချသမားကို ကိုယ့်ရုပ်ကာယဖြစ်အောင်လုပ်ရတာပြောတယ်ထင်ပါရဲ့။ဟွန်းຫນွေတတီတီတီးပြီးကျွန်တော်စီကိုအတင်းမောင်းဝင်လာတာပဲ။သူတို့ထက်အစိုးရကဘတ်စကားလေးတွေမောင်းတဲ့ဒရိုက်ဘာတွေနဲ့ တက္ကစီမောင်းနဲ့ဖန်ချပီဒရိုက်ဘာတွေပဲနောက်တော့ကျွန်တော်ဖြင့်လမ်းချားကိုအပြေးလွှားတော်မဆွဲရတော့ပဲဖြည်းဖြည်းပဲဆွဲလာရတယ်မျက်လုံးကလည်းဘေညာကိုကြီးကန်းတောင်းမှောက်ကြည့်လာရတယ်စဉ်းစားကြည့်လေလမ်းချားကိုနောက်လည်းမသွားအောင်ခြေနားကိုက်အောင်လဲထိန်းလာရသေးတယ်လက်ကင်မဲ့နေရာမှာလက်ကိုနေသားကြအောင်တင်ရသေးတယ်ဒီလိုနေရာမှန်မှအလေးချိန်ညီသွားပြီးလမ်းချားဆွဲလို့ရမှာကို ပြောရတာတော့လွယ်လွယ်ကလေးပါပဲ ဒါပေမဲ့ရင်းတွေဥတဟုသွာလာနေတဲ့လမ်းမကြီးမှာဒီလိုချိန်သားကိုက်အောင် လုပ်ဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စ။လမ်းကလည်းကျင်းတွေ၊ကြိုက်တွေ၊အပေါက်တွေအပြဲတွေနဲ့ဒီထဲမှာအဖုံးမရှိလို့ပွင့်နေတဲ့မင်းလာပိုက်အပေါက်ကြီးတွေရှိသေးတယ်။တိုက်ထားလမ်းမျှော့ချောင်းတွေရှိသေးတယ်။တတော်ကိုသတိထားရတယ်။ဒါပေမဲ့ကနေ့ရှာကိုရောကြီးမှိုင်းမလို့ကျွန်တော်ပထမဦးဆုံးအခေါက်မှာဘာမှမဖြစ်ဘူးဗျ။ချောင်းသူမလေးရဲ့အိမ်ကိုချောချောမောမောပဲရောက်သွားတယ်။လမ်းချပေါ်ကဆင်းတော့ကောင်မလေးကဘလောက်ပေးရမလဲတဲ့ ကျွန်တော်လည်းဘလောက်တောင်းရမှန်းမသိဘူး။ဒါနဲ့မင်းကြိုက်တဲ့လောက်ပေးပါကွယ်လို့ပြောလိုက်တယ်။ကောင်မလေးကသူ့တရေအိတ်ထဲကြီးလိုက်ပြီးသုံးချက်တော့ကြံသေးတယ်။သုံးချက်ဆိုရင်ရှင့်ခါတိုင်းနှုတ်ထက်ပို့ပါတယ်နော်။ရှင့်ကန်ကောင်းတာပေါ့ဆိုပြီးကြံနဲ့သုံးချက်ပေးလိုက်တယ်။ကျွန်တော်လည်းပဆက်သုံးချက်ကိုယူပြီးရင်ဘတ်မှာကတ်ထားလိုက်တယ်။ကျေးဇူးတင်လိုက်တာဗျာ။တော်တော်လေးစိတ်ချမ်းသာသွားတယ်။ပဆက်ကလေးတွေကိုကျွန်တော်အကြကြီးကန်ကြည့်နေမိတယ်။ကလကတာလမ်းချသမားတယောက်အနေနဲ့ပထမဆုံးဦးဖြည့်ဖြည့်ရတဲ့ပဆက်မဟုတ်လား။ ကျွန်တော်စိတ်ထဲမှာလည်းအားရှိသွားတယ်။ဒီတိုင်းစူးစမ်းရှာလိုက်ရင်ကျွန်တော်သားမယားကိုကျွေးနိုင်ပြီပေါ့။ပထမဆုံးရတဲ့ပုစံကိုမိမနဲ့ကလေးတွေရဲ့လက်ထဲကိုအပ်ချင်တယ်။သူတို့အတွက်တခုခုဝယ်ချင်တယ်။ဒါနဲ့အနီးနားမှာရှိတဲ့အလူကြော်ဆိုင်တစ်ဆိုင်ဝင်ပြီးကျွန်တော်မိသားစုစကမ်းချတဲ့ platform စီကိုလာခဲ့တယ်။ကျွန်တော်ကလမ်းချကြီးဆွဲပြီးရောက်လာတော့ကျွန်တော်အနားမှာလူတွေဝိုင်းအောင်လာကြတယ်။ platform မှာအိုးမရှိအိမ်ရှိနေတဲ့လူတရားလမ်းချဝါလာဖြစ်လာပြီဆိုပြီးအော်အော်တောင်းနှင်းဖြစ်ကုန်ကြတယ်။ ျွန်တော်လန်ချာကြီးကဆုပ်ပေမဲ့ကိစ္စမရှိဘူးလေ။ကလေးတွေကလန်ချာပေါ်တက်ထိုင်ကြတယ်။ယောက်ျားတွေကလန်ချာကို မာကြည့်ကြတယ်။မိန်းမတွေကကျွန်တော်ကိုချီးကျူးတဲ့အချိန်နဲ့ကြည့်ကြတယ်။မဟာဘာရတပြဆက်ထဲကအရုဏနမင်းကစိတ်ထားကြီးစည်းလာတာကိုကြည့်ရတာထက်တောင်ကျွန်တော်လန်ချာဆွဲလာတာကိုကြည့်ရတာကပိုကောင်းနေသလားတော့မပြောတတ်ဘူး။ကျွန်တော်လိုတောကလေကိုပြစ်ပြီးရောက်လာသူတွေအဖို့တော့ကျွန်တော်အချီနေကိုကြည့်ပြီးမျော်လင့်အားတက်စရာဖြစ်လာကြတာပေါ့ သူတို့ကကျွန်တော်ကိုဒီလိုအားချတဲ့အနေနဲ့ကြည့်တော့ကျွန်တော်ရင်ထဲမှာငရုတ်သီးစင်းတပကံစားလိုက်ရတာထက်တောင်တွက်လက်သွားသေးတယ်။ကျွန်တော်လည်းသူတို့စီကပြန်ထွက်လာလို့ဆလေးငါလန့်လက်ရောက်ရောမိမဝဝကြီးနှစ်ယောက်ကလှမ်းခေါ်ရဲဗျ။ဗာနက်ရှလန်းကဟင်းရုပ်ရှင်ယုံကိုလိုက်ပို့ပေးပါတဲ့။သူတို့နှစ်ယောက်ပေါင်းရင်ပေါင်၄၀၀လောက်ရှိမယ်ထင်တယ်။လန်ချာဘိန်းနဲ့စလိမ့်လိုက်ရောကျွန်တော်လန်ချာအူကလေးတော့ပြိုကျသွားတော့မလားလို့တာစိတ်ထဲမှာထင်လိုက်မိသေးတယ်။ဝင်ရိုးကလည်းတချို့ချို့မြည်လာတယ်။ လဲတဲ့နှချမ်းကလည်းမုံတိုင်းတွေတိုက်တဲ့နေ့မှာရင်းထိုးနေတဲ့ကျူပီနှစ်ပင်လိုကျွန်တော်လက်ထဲမှာတုံခါလှုပ်ရမ်းနေတယ်။ဘလို့ထိမ့်ထိမ့်မရဘူး။ကျွဲတကောင်ကအင်ကြီးတစ်ဆောင်လုံးကိုဆွဲလာရတာမျိုးဖြစ်မှာပေါ့။အပေါ်ကလိုက်လာတဲ့မိမဝဝကြီးနှစ်ယောက်လဲကျွန်တော်အချီနီကိုရေးမိသွားပုံရတယ်။သူတို့ကကျွန်တော်ကိုအရက်ခိုင်းတယ်။ပြီးတော့လန်ချာပေါ်ကဆင်းပြီးတခြားလန်ချာတစ်စီးကိုလှမ်းခေါ်လိုက်တယ်။ခုလူကတော့သူတို့နှစ်ယောက်ကိုတင်ပြီးဆွဲသွားလိုက်တာ ပေါ့ပေါ့ကလေးရေဗျာ။ ုလိုဘလုံငူသီးမျိုးများဆားလာခဲ့လို့တလောက်ပေါ့နေတလဲတော့မပြောတတ်ဘူးမိမဝဝကြီးနှစ်ယောက်ကိုတင်ပြီးမဆွဲနိုင်ဘူးဆိုတော့လမ်းချသမားတွေကြားထဲမှာကျွန်တော်တိတ်ခါကြတာပေါ့ဗျာဒီတော့တိတ်ခါဆဲတဲ့အနေနဲ့သွေးသမားကိုရှောက်တင်တာပဲကျွန်တော်ကျွန်တော်ဆွဲနိုင်မှန်းသိအောင်တခါတလေမှာလကားတင်ပြီးဆွဲပြလိုက်မယ်စိတ်ကူးထားတယ်ဒီနေ့ကျတော့အခန့်တင်မယ်ဖြစ်သွားတယ်အဲ့ဒီနေ့ကပန်းချံလမ်းတော့မှာကျွန်တော်လမ်းချစိုက်ထားတယ်ပန်းချံလမ်းဆိုတာမြို့လေကောင်ကလမ်းမကြီး ဘေးတစ်ဖက်တစ်ချက်မှာဆိုင်ကြီးကနားကြီးတွေကြီးပဲကျွန်တော်ရက်ညီတုံးမှာကောင်လေးနဲ့ကောင်မလေးတယောက်မုံဆိုင်တဆိုင်တွေကထွက်လာပြီးကျွန်တော်ကိုလက်ရက်ခေါ်လိုက်တယ်သူတို့လက်ထံမှာရေခဲမုတ်ကလေးတွေကင်လို့ကောင်လေးကကျွန်တော်ရှိကမိုးကောက်ကိုချပေးဖို့ပြောတယ်မိုးရင်းဆိုရင်မိုးမပတ်အောင်မွတ်စလင်မျိုးသမီးတွေဆိုရင်လည်းလူမမြင်အောင်ဆိုပြီးလန်ချားမှာရှိကမိုးကတာလပတ်ကလေးတွေတတ်ထားတယ်မဟုတ်လားဒါပေမဲ့ခက်တာကကျွန်တော်လန်ချားမှာရှိကအကမပါဘူးခင်ဗျ ကျွန်တော်လန်ချားပေါ်မှာကျွန်တော်လဲဖို့အသင့်ဆောင်ထားတဲ့ဒိုတီတထဲပါလာတယ်။ဒီတော့ကျွန်တော်ကအမုတ်ကတော့မပါဘူး။ဒိုတီတထဲတော့ရှိတယ်ကပဲမေလို့ပြောတယ်။ကောင်လေးကကောင်မလေးကိုလန်ချားပေါ်တွဲတင်ပြီးလမ်းမှာလျှောက်ဆွဲနေစမ်းပြလို့ပြောတယ်။ကျွန်တော်စိတ်ထဲမှာနည်းနည်းတော့စမ်းနေလို့အထင်သာ။ဒါပေမဲ့ကျွန်တော်လဲဘာမှမမေးတော့ပါဘူး။ရှေ့မှာကျွန်တော်ဒိုတီကိုကပဲသူတို့နှစ်ယောက်တင်ပြီးအစီအစဉ်မရှိပဲလျှောက်ဆွဲပေးနေတယ်။ကျွန်တော်ဆွဲလို့ဘာကြလိုက်တယ်လဲ။ လမ်းတစ်ခွေပဲရောက်ခါရှိသေးတယ်ကျွန်တော်လမ်းချားကရင်းလုံနေတာပဲကျွန်တော်လည်းရိုင်းဒီရိုင်းတိုင်းနဲ့လမ်းချားကိုထိမ့်ပြီးဆွဲလာရတာပေါ့တော်တော်ရှုပ်တဲ့အကောင်လေးနဲ့ကောင်မလေးကလကတားဟာကျွန်တော်အဖို့ဂျင်းစာတင်းတဲ့မျိုးကြီးမဟုတ်တော့ဘူးဘင်္ဂလားကပြေးလာရတဲ့ကျွန်တော်လိုလေမဲရမဲလေကူလီဒုက္ခသည်တယောက်ကိုထမင်းချွေးတဲ့မျိုးကြီးဖြစ်လာပြီးအဲ့ဒီပထမနေ့မှာတင်ကျွန်တော်မှာ18ကျက်စီလိုက်တယ်ဒီနေ့မှတင်ခုနှစ်ခေါက်လောက်ချက်ချုံမုံမွှဲနိုင်ခဲ့လို့အဖမ်းစီမရှိ အတိုက်ခိုက်မရှိချောချောမောမောဖြစ်ခဲ့လို့ဂါနက်ရှာနမင်းကိုကျွန်တော်ကြီးစုတင်တယ်။အဲ့ဒီနေ့ကရတဲ့ပတ်စံကလေးတဲကနေပြီးကျွန်တော်လန်ချာအတွက်ပစ္စည်းကလေးတစ်ခုလဲဝယ်ချင်တယ်။အဲ့ဒီပစ္စည်းလေးဟာကျွန်တော်တို့လန်ချာသမားတွေရဲ့အမှတ်တရစိတ်မဟုတ်လား။လက်သမားမှာထွန်တုံးတို့ဒဇင်တို့စတဲ့ပစ္စည်းကရိယာတွေရှိရတယ်။ဒီပစ္စည်းတွေဘီစွာကာမန်နက်ကိုတင်ပြီးသုံးရတယ်မဟုတ်လား။ဒါကြောင့်ကျွန်တော်လန်ချာအတွက်မရှိမဖြစ်တဲ့ပစ္စည်းကလေးတစ်ခုဝယ်ချင်တယ်။ ဲ့ဒါကတော့ခေါင်းလောင်ကလေးကလကတားမှာလန်ချသမားတိုင်းလိုလိုခေါင်းလောင်ကလေးတွေကိုစီရှိကြတယ်ခေါင်းလောင်ကြိုကွင်းကလေးထဲမှာလက်ညှိုးစုပ်ပြီးတင်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 နဲ့မြည်အောင်လက်တံကိုခောက်ပြီးလူခေါ်ရတယ်ခေါင်းလောင်ကလည်းပုံစံမျိုးမျိုးစိုက်အမျိုးမျိုးအရွယ်နဲ့ပုံတံကိုလိုက်ပြီးဈေးလဲမျိုးမျိုးရှိတယ်တချို့ခေါင်းလောင်တွေကြတော့ပြမဲမဲနဲ့တန်ကျုံနဲ့လှုပ်ထားတဲ့ခေါင်းလောင်တွေတချို့ခေါင်းလောင်တွေများကြတော့ဈေးခေါင်းလောင်တွေပြောင်းလိုက်တာကလည်းလက်နေတာပဲ။ ဖြီဟပတိနက်ခလာအောင်မရတယ်။တချို့ခေါင်းလောင်းတန်ကြတော့ကံပေါင်းမှာငားရှာနေတဲ့ဂျိုးကြလို့အသိအတန်တာတယ်။တချို့ခေါင်းလောင်းတွေကြတော့လည်းပဇင်းလိုက်ထိုးနေတဲ့ပိငင်းငှက်အော်တန်မျိုး။ဒါနဲ့ကျွန်တော်လည်းပန်းချံအဝိုင်းကြီးနာကလန်ချစိတ်မှာထိုးတဲ့လန်ချသမားတယောက်စီကခေါင်းလောင်းကလေးတစ်လုံးဝယ်လိုက်တယ်။ကျွန်တော်ရဲ့ပထမဆုံးခေါင်းလောင်းဆိုပါတော့ခေါင်းလောင်းကတရေကျိုးကလေးကလည်းအကောင်းစားလေးပြ။ကျွန်တော်လက်ညှိုးကအုတ်သက်ဖျားလက်စွပ်ကလေးနားမှာဆွကြည့်လိုက်တော့ကျွန်တော်လက်နဲ့အတော်ပဲ ဒီဥဒ္ဒဖရာလက်စွပ်ကလေးကိုဆွတ်ထားလိုက်ရင်ကျွန်တော်ကိုယ်ထဲမှာခွန်အားတွေပြည်လာတတ်တယ်ကျွန်တော်ကံလို့ပဲဆိုရမှာပေါ့လေနောက်တနည်းမနဲ့ကြတော့ကျွန်တော်တကူလုံးကာရိုက်ထားသလိုတောက်နေတာပဲဗျလက်မောင်းတွေရောခြေထောက်တွေရောကြော်ရက်ကရော နားလိုက်တာမပြောနဲ့တော့ခုတ်ဘိုးကဆိုရင်အစိုးဆုံးပဲခေါင်းတောင်လှဲ့လို့မရဘူးမတက်ရက်လို့လည်းကောင်းကောင်းမရချင်ဘူးကျွန်တော်မိတ်ဆွေရန်ဂျန်နရာကတော့အပြောသား မင်းဖာသာမင်းလေထဲမှာဘလောက်ပဲပင်ပန်းခံနိုင်ခံနိုင်တနေ့တည်းနဲ့လူမြင်းဖြစ်မလာနိုင်ဘူးကလန်ချားကိုဆွဲစားရှိမှဆွဲလာနိုင်တာတဲ့လန်ချားဆွဲရင် ခုံနာတွေစောက်နာတွေခံနိုင်ရတယ်တဲ့အခုံပြက်တွေကိုလည်းတက်ရတယ်တဲ့ကိုကိုလည်းထိန်းနိုင်ရတယ်တဲ့ပြီးတော့ရှိမှတိုက်မိခိုင်းမိတာတို့ဘာလို့ဖြစ်မယ်ဆိုရင်လေတကူလုံးမှာရှိတဲ့အကျောချင်းတွေကိုချက်ချင်းတောင့်သွားအောင်လုပ်ပြီးအရှင်သက်ရက်ပစ်လိုက်ရတယ်တဲ့မင်းကအစားကောင်းကောင်းမစားရတာကြပြီဆိုတော့ ဒီလိုပဲလုံနိုင်အောင်ပါလဲတဲ့ပြီးတော့မင်းကပိန်လုံးနေတဲ့အားမရှိဘူးတဲ့ကျွန်တော်လဲရန်ဂျန်ရာအကြံပေးတဲ့အတိုင်းကျွန်တော်တကုတ်လုံးကို မုံကြီးစီတွေ လိမ့်တာပဲဒါပေမဲ့တိတ်မထူလာပါဘူးကိုတွေကတော့နာမည်နာနေတာပဲဟောင်ရာတရားကြီးပေါ်မှာလာပြီးနပန်းတက်တဲ့နပန်းသမားတွေလိုနားလိုက်တာမပြောပါနဲ့တော့လန်ချဆွဲဖို့မပြောနဲ့လန်ချကိုတော့မမနိုင်တော့ဘူးငိုချင်လိုက်တာမပြောပါနဲ့တော့ဒါနဲ့ကျွန်တော်ကလည်းလန်ချကိုမိမအပ်ပြီး ပန်းချက်လန်းအဝိုင်းကြီးနာကလန်ချစိတ်ကိုလာခဲ့တယ်။အုံနာခ၅ချက်ကိုကျွန်တော်ပေးရမယ်မဟုတ်လား။ဒါပေမဲ့ကျွန်တော်ဒီနေ့မဆွဲနိုင်တော့အုံနာခပေးစရာမရှိတော့ဘူးလေ။ကျွန်တော်လည်းဒီနေ့ထမင်းအငတ်ခံရတော့မှာပေါ့။ဒါနဲ့ကျွန်တော်အုတ်သက်ဖရားလက်စွပ်ကလေးကိုငွေ၅ချက်နဲ့ပေါင်မယ်ဆိုပြီးငွေတိုးချိစတဲ့ချစ်တီးစီကိုလာခဲ့တယ်။ဒီနေ့အတွက်အုံနာခကိုမပေးလို့မဖြစ်ဘူးလေ။ကျွန်တော်အတွက်သေရေးရှင်ရေးမဟုတ်လား။အုံနာကမပေးနိုင်ရင်ကျွန်တော်လန်ချားကိုယူမဲ့လူတွေထောင်ချီပြီးရှိနေကြတာ။ ပန်းချန်လန်အဝိုင်းကလန်ချာစိတ်ကိုရောက်တော့ရန်ဂျန်ဒရာနဲ့အခန်းသင်သွားတွေ့တယ်။မင်းညာကပလိဖန်းသွားတဲ့လန်ချာလဲပြန်ရလာပြီ။မင်းကိုကြည့်ရတာလူအိုကြီးလိုပဲ။ခြေတူဆွဲလို့ပါလားတဲ့။မင်းကြည့်ရတာရည်စရာကောင်းလိုက်တာကွာလို့သူကပြောတယ်။မင်းခုဘာမှမဖြစ်သေးဘူးမဟုတ်လား။ဒီတိုင်းသာသွားလို့ကတော့နောက်သုံးလမကြာခင်မှာမင်းချောင်းဆိုးရင်သွေးပါလာမှာပဲ။ဒီတော့မှအမြဲတမ်းရှင်ရှင်လန်းလန်းနေပြီးအမြဲတမ်းကိုကိုကိုယုံကြည်မှုရှိတဲ့ကျွန်တော်မိတ်ဆွေရန်ဂျန်ဒရာမှာ အဆုတ်ယောဂါရှိတယ်ဆိုတာကျွန်တော်သိရတယ်။ကျွန်တော်ကခမားဆေးလေးပါလေးမစားဘူးလားလို့မေးတော့သူက ကျွန်တော်ကိုတအံ့တော်နဲ့လှမ်းကြည့်တယ်။မင်းမလို့ပြောရပလိတဲ့ကွာ။ဆေးရုံတွေမှာလူတွေရာထောင်ချီပြီးတန်းစီစောင့်နေကြတာမင်းမမြင်ဘူးလား။မနဲ့အာယုံတက်သွားပြီးတန်းစီတာတော့ညနေမိုးချုပ်အထိစောင့်နေရတော့မယ်မဟုတ်လား။ဒီတော့ဆေးဝါးအဖြစ်နဲ့ကုန်းမဲခဏခဏဝါနေရတာပေါ့ကွာတဲ့။ဘာဖြစ်လို့ကုန်းဝါတာလဲလို့မေးတော့ဒါဟာရန်သူကိုလှည့်စားတာတမျိုးတဲ့။ ချောင်းဆိုးလို့တလိပ်ကိုထွေးလိုက်ရင်ကွန်သွေမှန်သွေမှန်မသိရတော့ကောင်းတာပေါ့တဲ့ဒီလိုမသိတော့စိတ်မငြိမ်းရတော့ဘူးပေါ့တဲ့ခဏနေတော့ဆေးရုံတင်ထားတဲ့ကျွန်တော်တို့မိဆွေကိုတွားကြည့်ရအောင်ဆိုပြီးသူကခေါ်တယ်ကျွန်တော်တို့ဆေးရုံကိုမရောက်တာနှစ်ရက်တောင်ရှိပြီလေဒီနေ့ရက်အတော်တွင်းမှာဘလို့များနေသလဲပေါ့ကျွန်တော်လမ်းမလျှောက်နိုင်တာကိုမြင်တော့ရန်ဂျန်နရာကသူ့လန်ချားပေါ်တင်ပြီးကျွန်တော်ကိုဆေးရုံခေါ်သွားတယ်ကျွန်တော်တို့နှစ်ယောက်ဖြစ်နေပုံကိုလည်းကြည့်အောင်လေကျွန်တော်ကိုလန်ချားပေါ်တင်ဆွဲတာမြင်တော့ လမ်းချစိတ်မှာရှိတဲ့လမ်းချသမားတွေကကျွန်တော်တို့ကိုကြည့်ပြီးရီကြတယ်။သူတို့ခမရလဲဒီလိုရီရီမောမောနေရတဲ့အချိန်ကသိမရှိဘူးမဟုတ်လား။အမေကိုကပစင်ကြာဖြစ်လမ်းချပေါ်တက်စီလိုက်ရတော့စိတ်ထဲမှာတမျိုးကြည့်ပါလား။လဲတဲ့နှချောင်းကြားမှာဝင်ပြီးလမ်းချဆွဲရတာထက်တောင်ကြောက်စရာကောင်းသေးတယ်လို့ထင်မိတယ်။ကားကြီးကားငယ်တွေကကို့အနားမှာဝီကနေဝီကနေဖြတ်သွားကြတာဗျ။မျက်နှာနားလေးတင်ကပ်ဖြတ်သွားတာ။ တက္ဆီတွေဆိုတာလည်းမြင်းရိုင်းအုပ်နွားရိုင်းအုပ်ကြီးများပြေးလာတယ်လို့ကျွန်တော်တို့တက်တဲ့စီကိုတဝောဝောနဲ့ပြေးလာကြတာရန်ဂျန်နရာဆိုတာအနားရောက်မှတုန်ခနဲ့ရက်ပစ်လိုက်ရတယ်တက်ရထားကြီးဆိုတာကလည်းတဝောဝောနဲ့ပြေးလာလိုက်တာရှေ့မှာနိုင်ရန်ကြီးရှိနေတာဒါအဲ့ဒီနိုင်ရန်ကြီးကိုဝင်တိုက်သွားမဲ့ပုံပဲလန်ချာလဲတံပေါ်မှာရန်ဂျန်နရာလက်ထပုံကလည်းတတော်ကိုလှတယ်တခါတလေများလန်ချာဆွေးနေရင်းကလက်ကိုတနေရာကနေတနေရာအตาပြောင်းကင်သွားတာတိတ်ကြည့်လို့ကောင်းတာပဲ လက်ထဲကခေါင်းလောင်းကလေးကိုလည်းကင်ထားတော့တောက်ကျိုးနဲ့သူ့ကိုကြည့်ရတာတောင်ပိုင်းကကတကာလီနေကဖာရစီကချေတဲ့ကြနေတာပဲစီးုံကတော်တော်ဝေးတယ်ဗျာတော်တော်နဲ့မရောက်နိုင်ဘူးလမ်းမှာအလံတွေထူပြီးဆန္ဒပြပွဲတွေလုပ်နေကြတော့လမ်းတွေအသွားအလာတွေအကုန်ပိတ်နေတယ်ဒီလိုနိုင်ငံကြီးဆန္ဒပြပွဲတွေဟာကလကတားရဲ့အစဉ်တစားပဲလေကလကတားရောက်မှ ကျွန်တော်မြင်ခဲ့ရတဲ့ဆန္ဒပြပွဲတွေကမနှဲတော့ဘူး လုံသမားတွေဆိုတာစီတန်းလှည့်လဲဆန္ဒပြပြီးအခွင့်အရေးတောင်းနေကြတာပဲကျွန်တော်တို့တော့မှာတော့ဒါမျိုးတွေမရှိပါဘူးအီလီတော့မှာဘုဒ္ဓကိုဆန္ဒပြပြီးဘုသူစီသွားပြီးတောင်းဆိုနေရမှာလဲမိုးမကြသေးဘူးဆိုပြီးကောင်းကင်ကြီးကိုသွားဆန္ဒပြတောင်းဆိုနေလို့ကောရမှာတယ်လားဒီမှာတော့အစိုးရစီမှာဆန္ဒပြတောင်းဆိုလို့ရတာပေါ့ဈေးနာရောက်တော့လူနာဖို့တတီးကလေးပါလေးနည်းနည်းဝယ်တယ်ဒီတခါတော့အိတ်ထဲမှာမနေ့ကရတဲ့ပတ်စံကလေးနည်းနည်းကြံသေးတာကို နနက်တီးတလုံးဝယ်ပြီးဈေးတဲကိုပဲအခွန်နှွားပြီးအစိတ်ခိုင်းလိုက်တယ်။ဒီကအစင်သိမ့်လောက်သွားတော့ဟိုရောက်တော့လူမမအစင်သိမ့်စားနိုင်တာပေါ့လေ။ဈေးုံမှာတော့လူတွေပြည့်ကျက်နေတုံးပဲခမ။ကျွန်တော်တို့လည်းအရင်တစ်ခေါက်လာခဲ့တဲ့အဆောင်ကိုတန်းလာခဲ့ကြတယ်။အရင်တစ်ခါတုန်းကလိုရန်ဂျန်ရာကသူ့လန်ချားကိုတက်တိုင်တတိုင်မှာတန်ကြိုးနဲ့ပူးချီပြီးတော့ခတ်ပစ်ခဲ့တယ်။လန်ချားထိုင်ကောင်အောက်ကတစ်တာကလေးထဲမှာရှိတဲ့ပစ္စည်းကလေးတွေကိုတော့ယူလာခဲ့တာပေါ့။ ဝက်စိတ်ဗီဇလူနာတွေကိုထားတဲ့အဆောင်မှာအရင်အဆောင်ပဲစောင့်နေတယ်ဗျဒါနဲ့ကျွန်တော်တို့လည်းသူ့ကိုငွေနှစ်ချက်ပေးပြီးအထဲကိုဝင်လာခဲ့ကြတယ်စေယုံမှာတော့အနန်ကြီးကအရင်လိုပဲစူးစူးဝါးဝါးကြီးနန်နေတုံးပဲဒါနဲ့ကျွန်တော်တို့လည်းစေယုံအဆောင်အစွန်တောက်ကလေးမှာရှိတဲ့ကျွန်တော်တို့လူနာစီကိုလာခဲ့ကြတယ်သူ့အနားမှာလေမီးဖိုပေါက်လို့မီးလောင်ထားတဲ့ကလေးတစ်ယောက်ရှိတယ်အရင်တစ်ခေါက်လာတော့ကသူ့ကိုယ်တော်လိမ္မော်သီးကျွေးခဲ့သေးတယ်မဟုတ်လား ကျွန်တော်ကကိုရီလက်တွေနာနေလို့နောက်ကဖြည်းဖြည်းပဲလိုက်လာခဲ့တယ်။ရှေးကသွားနှင်းနဲ့ရန်ဂျန်နာကကျွန်တော်စီကိုလှည့်ပြီးဒီနေရာမှာမရှိတော့ဘူးကွာလို့လှမ်းပြောလိုက်တယ်။ကျွန်တော်တို့မိတ်ဆွေရဲ့ကလေးမှာမုတ်စိတ်တူနဲ့နဲ့ကလေးနဲ့မွတ်စလင်ဖိုးကြီးတယောက်ရောက်နေတယ်။သူ့တကူလုံးမှာလည်းပတ်တီးတွေစီးလို့ကျိုးเจ้าမေးကြည့်တော့သူလည်းရင်လူနာပဲရောက်သွားတယ်ဆိုတာမသိဘူး။အဆောင်ကိုမေးကြည့်တော့အဆောင်ကလည်းမသိဘူးတဲ့။ကျွန်တော်တို့ကလည်းသူ့နာမည်ကို မသိတော့ခက်နေတာပေါ့။တနေရရာကိုပဲပြောင်းလိုက်ကြပြီလား။ ဒါမှမဟုတ်သူ့ထက်အရေးကြီးတဲ့လူနာတွေကိုထားဖို့အတွက်ဆေးရုံကပဲအစင်ခိုင်းလိုက်ကြပြီလား။တခြားအဆောင်တွေကိုကျွန်တော်တို့လိုက်ရှာကြည့်ကြတယ်။ခွဲစိတ်ခန္ဓာကနေရာတွေကိုလည်းလိုက်ရှာတယ်။ကျွန်တော်တို့မိတ်ဆွေကိုတော့မတွေ့တော့ဘူး။ဆေးရုံထဲကထွက်အလာမှာလူနာတစ်ယောက်ကို ထန်းစင်နဲ့တည်လာတဲ့သူနာပြုနှစ်ယောက်ကိုတွေ့တယ်။ကြီးလိုက်တော့ထန်းစင်ပေါ်မှာကျွန်တော်တို့မိတ်ဆွေရဲ့မျိုးလုံးကြီးတွေကလည်းလက်တနိုက်စာလောက်ဟောက်လို့မုတ်ဆွေတွေကလည်းရှည်လို့ပါဇက်ကလည်းဟလို့ ကျွန်တော်တို့ကိုတခုခုပြောချင်နေပုံရတယ်ဒါပေမဲ့အသက်မရှိတော့ဘူးလေခုလူနောက်ဘဝမှာလမ်းချသမားပဲဖြစ်မလားဒါမှမဟုတ်တက္ကစီဒရိုက်ဘာပဲဖြစ်မလားလို့တွေးနေမိတယ်သူ့ကိုဘယ်ကိုပို့မှလဲလို့ရန်ဂျန်နာကသူနာပြုနှစ်ယောက်ကိုမေးတော့သူ့မှာပိုင်ရှင်မရှိဘူးတဲ့မြစ်ထဲကိုမျောရမယ်တဲ့နာစင်အပိကေချာသူတူတူတယောက်ချင်းစီတိုင်းကိုယေရှုမြတ်ရင်တင်ပါတယ်ရှင်